မင်းသမီးတိုင်းတော့မပိုင်ဆိုင်နိုင်သေးတဲ့တိမ်တောင်းချီတန်အင်ကြီးမှာနေရတော့မယ်ဆိုတဲ့နိုင်ရှင်မြင့်မို့နိုင်ရှင်မြင့်မို့ကတော့ဇပုတ်ဆက်ရံလောကမှာလူတိုင်းအားကြသူတယောက်ဖြစ်အောင်လို့ကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။အနုပညာလောကမှာဇပုတ်ဆက်ရံဆိုရင်တော့လူတွေကတော့ကဲ့ရဲ့ချင်ကြသလိုနေလဲနေချင်ကြပါတယ်။ဒါပြင်မှာတော့အနုပညာလောကမှာမင်းသမီးမိသားတွေကလည်းဇပုတ်ဆက်ရံတွေကိုကောင်းကောင်းမဆက်ဆံခဲ့ကြပါဘူး။တဆင့်နေပြီးတော့ဆက်ဆံခဲ့ကြတာပါ။ နောက်ရှင်မြေမောကတော့ဇက်ဖို့ဇက်ရံတွေနဲ့ဇက်ကားတွေတိုင်းမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။သူ့အနေနဲ့မိသားစုကလည်းစင်ရဲတာကြောင့်ခက်ခဲတဲ့ချိန်တွေကိုအလူလဲရင်ဆိုင်ခဲ့ရပါတယ်။လက်ထပ်ပြီးနောက်ပိုင်းမှာတော့နှစ်ယောက်စလုံးချိုးတက်တဲ့နေသားဘဝကိုဖျက်ဆီးခဲ့ရတာပါ။ဒါပေမဲ့လည်းအခုဆိုရင်တော့နောက်ရှင်မြေမောရဲ့ဘဝကတော့မိုးနဲ့မြေလိုအရန်ကိုမှပြောင်းလဲလို့သွားခဲ့ရပါတယ်။နောက်ရှင်မြေမောကတော့ ကိုဗစ်လောကမှာအရန်ကိုကောင်းစားသွားတယ်လို့ပြောရရင်လည်းမမှားပါဘူး။ကိုဗစ်လောကမှာမနုပညာရှင်တချို့ကအလုပ်တွေမရှိဘဲနဲ့ခက်ခဲနေချိန်မှာနိုင်ရှင်မြင့်မော်ကတော့အကျိုးရှိပြီးတော့ဘဝတော်မှာပြောင်းလဲပြီးတစ်စစ်ချိုးအောင်မြင်လာခဲ့တဲ့အထိဖြစ်သွားခဲ့ရပါတယ်။ live series ကိုစတိုက်ရောင်းပြီးတော့ ဘဝကပို့ပြီးတော့အဆင်ပြေလာခဲ့ပါတယ်။နှမ်းရှင်မြေမောကတော့လိုက်စေးရောက်တဲ့ကံတဲ့ဆန်းကတော့အရန်ကိုမှတက်သွားတာကြောင့်ဝင်ငွေတွေလည်းများစွာရရှိထားခဲ့ပါတယ်။မထစ်မှတ်ထားလောက်အောင်ဝင်ငွေတွေရရှိခဲ့တာမို့နှမ်းရှင်မြေမောတို့ကတထေမကြီးဖြစ်လာခဲ့ရတာပါ။အိမ်ငါဘဝနဲ့ကျင်လည်နေတဲ့ဘဝကနေအခုဆိုရင်တော့တိမ်းနှောင်းချီတန်းအင်ကြီးကိုလည်းမြို့လယ်မှာဝယ်ယူဆောက်လုပ်ပေးနေပြီပဲဖြစ်ပါတယ်။ငွေကြေးအဆင်ပြေလာတဲ့အချိန်မှာတော့နိုင်ရှင်မြင့်မို့တော့ကလိုချင်တဲ့အိမ်ပုံစံဒီဇိုင်းလေးကိုအိမ်ဆောက်ခဲ့တာပါ။ ိမ်ကလည်းအသေးစားမဟုတ်ဘဲနဲ့အကြီးကြီးကိုဆောက်ခဲ့တာပါအိမ်ဆောက်နေတာဆိုရင်လည်းနှစ်နှစ်နီးပါးရှိနေပါပြီနှစ်နှစ်လုံးမှပတ်စံကြောက်ကြာနေတာမဟုတ်ဘဲနဲ့အိမ်ကအကြီးကြီးဖြစ်ပြီးတော့လှုပ်ချင်တာတွေအများကြီးရှိလို့သာကြံ့ကြာနေတာလို့သိရပါတယ်အခုဆိုရင်တော့နန်းရှင်မြင့်မွေရဲ့အိမ်ကတော့စောက်လုပ်ပြီးစည်းတလောက်ကိုဖြစ်နေပါပြီနန်းရှင်မြင့်မွေရဲ့အိမ်ဆိုရင်တော့တော်တော်လေးကိုကြည့်ပြီးတော့တော်တော်လေးကိုမှခံနာမှာပဲဖြစ်ပါတယ်သူတို့တမိသားစုလုံးကလည်းအိမ်ကိုမကြခင်ပြောင်းရွှေ့နေထိုင်တော့မှာပါပြီးခဲ့တဲ့ရက်ကမှနန်းရှင်မြင့်မွေကတော့ ူ့အိမ်ကိုတွားကြည့်ထားတဲ့ဗီဒီယိုဖိုင်လေးကိုပြည်သက်တွေကိုချပြလွှတ်လာခဲ့ပါတယ်။နိုင်ရှင်မြင့်မွေရဲ့အင်ဂျီကိုကြည့်ပြီးတော့အားကျတဲ့သူတွေလည်းအများပြားရှိလာခဲ့ကြပါတယ်။ချွတ်တဲ့ဘဝကနေအခုလောက်ထိချမ်းသာသွားတာတကယ့်ကိုမှအားကျစရာပဲဖြစ်ပါတယ်။လန်းရှင်မြင့်မောကတော့အလိုရည်စက်လက်နဲ့မကွာတာကြောင့်လဲသူ့ရကန်အချိုးပေးကအယံကူမှအပြောင်းလဲမြန်ပြီးတော့အားချစရာကောင်းလာခဲ့တာလည်းဖြစ်ပါတယ်မင်းသမီးတွေထဲမှာတော့မှအခုလောက်ထိကိုအိမ်ပိုင်မရှိသေးတဲ့သူတွေများပြားရှိပါတယ် ကိုတို့သာဝယ်နိုင်သေးပြီးတော့ကိုပိုင်ခြံခွက်နဲ့ဝယ်မနိုင်သေးတဲ့သူတွေလည်းများပြားခဲ့ကြပါဗျ။နိုင်ရှင်မြင့်မို့ကတော့သူ့အိမ်ကိုသူ့စိတ်တန်းကြဝယ်ပြီးတော့မင်းသမီးတွေထွက်တော်မှအဆင်ပြေနေခဲ့တာတွေ့ရပါဗျ။အရင်တော့ကဆိုရင်တော့နုပညာလောကမှာသူမကိုနိုင်ကြတဲ့မင်းသမီးတွေလည်းများပြားခဲ့ပါဗျ။မင်းသမီးတယောက်ဆိုရင်တော့ရှူတင်မှာသပင်ဆွဲဆောက်တာတွေလည်းရှိခဲ့ပါဗျ။ဒါကြောင့်မလို့နိုင်ရှင်မြင့်မို့ကတော့အရန်ကိုမှစိတ်နာခဲ့ရတာပါ။အခုဆိုရင်တော့ငွေတွေကိုကြက်တလို့တုံဖြုံပြီးတော့ကျွဲပြနိုင်ခဲ့ပါဗျ။ အနုပညာအလုပ်တွေကိုလည်းသိမလို့ချင်းသလိုသူ့ကိုနေတဲ့အတိုင်းဝိုင်းကိုလည်းရှောင်ပြီးတော့နေထိုင်နေတာလည်းဖြစ်ပါတယ်ပြိတ္တတို့ရောနိုင်ရှင်မြမွေရဲ့အိမ်ကိုအားကျနေပြီလားဆိုတာခွန်မမရေးပေးခဲ့ကြပါဦးနော်